ရွေးကောက်ပွဲအလုံးမှာဖော်ဆောင်မဲ့ငင်းကြေးရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးဒုတိယအကြိမ်မြောက်ငင်းကြေးရေးဖိုရမ်ကို နေပြည်တော်မှာ ကျင်းပဖို့စစ်ကောင်စီကစီစဉ်ထားပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်။အနာသိန်းစစ်ကောင်စီကတနင်္ဂနွေပြုခဲ့တဲ့ခက်မှုရဲ့စိတ်ဘောသူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်အခမ်းအနားကိုအော်တိုဘားလ15ရက်နေ့မှာကျင်းပဖို့စီစဉ်ထားပြီးအဲ့ဒီနှစ်ပတ်လည်ပွဲကိုနိုင်ငံတကာတန်တမာတွေနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေတက်ရောက်ဖို့အပြင် ဒုတိယအကြိမ်ကြောင်းညဉ့်ရက်ဖော်ဗရန်ကိုလည်း၃ရက်သာကျင်းပဖို့စီစဉ်ထားတယ်လို့နိုင်ငံရေးပါတီတွေနဲ့တိုင်းသားတော်လှန်ရေးဖွဲ့တွေကပြောပါရတယ်။အဲ့ဒီညဉ့်ရက်ဖော်ဗရန်မှာရွေးကောက်ပွဲအလုံးမှာပေါ်ပေါက်လာမဲ့အစိုးရကမြန်မာနိုင်ငံရဲ့ညဉ့်ရက်လုပ်ငန်းစဉ်တွေကိုဘယ်လိုဆက်လက်ဆောင်ရွက်သင့်တယ်လဲဆိုတာကိုအဓိကထားဆွေးနွေးသွားကြမှာဖြစ်ပြီးသဘောတူညီချက်တွေလည်းရယူဖို့ရှိတယ်လို့ပြောပါရတယ်။အဲ့ဒီဖော်ဗရန်ကိုရွေးကောက်ပွဲဝင်ကြမဲ့နိုင်ငံရေးပါတီ 59ပါတီက90လဲတွေတက်ရောက်မှာဖြစ်ပြီးပထမတစ်ကြိမ်ကထက်ပုံမူကောင်းမွန်တဲ့ရလဒ်တွေထပ်ပေါ်လာနိုင်တယ်လို့ထင်မြင်တဲ့အကြောင်းတိုင်းလိုင်းရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောပါတယ်အဲ့ဒီတူကျမှုဆိုတာကကျွန်တော်အဲ့တော့ဆင်းမင်းကျဲအချက်သေးကယူကောက်ပွဲဆိုင်ရာဒီကာဝယ်စောင့်ရှောက်မှုဥပဒေပေါ့လေအဲ့ထုတ်ပြန်ပေးဖို့ကျွန်တော်ဆွေးရအဲ့ဒါထုတ်ပြန်လာပါတယ်အဲ့ဒီကိစ္စတွေကတော့ဟိုဟိုတုန်းကတော့ pit stop ပေါ့ pit stop ပြီးတော့ pit for ပထမကျင်အခုဒုတိယကျင်ပေါ့ pit for တာ ဒါတော့ဒီယူကောက်ပွဲကိစ္စဆွေးနွေးစာအခုလက်ရှိကျင်းပမယ့်ယူကောက်ပွဲဘာလို့လိုရမလဲဘာလို့အားနေချင်းချင်းဘာလို့ဆင်ခုံမှုဖြစ်မလဲဆိုတဲ့စာကိုကျွန်တော်ဝိုင်းဆွေးနွေးကြတာအချက်ပေါင်း100ကျော်တော့ရတာပေါ့အခုကအခုညင်းချမ်းရေးကိစ္စအခုပြန်ဆွေးနွေးကြမယ်ဆိုတော့အခုဒီဖိုရမ်ကကြတော့ဒါလာမယ့်အစိုးရအတွက်ကိုညင်းချမ်းရေးခန္ဓာဘယ်လိုဆောင်ရွက်ရမလဲဆိုတော့အနာဂတ်အတွက်ကိုညီညွတ်ယူမှကျွန်တော်ဆွေးနွေးကြမှာဖြစ်ပါတယ်ခင်ဗျာအဲလာမယ့်အစိုးရဆိုရင်တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့အစိုးရပေါ်လာမယ်လွတ်တော်ပေါ်လာမယ်ဒါ ကျွန်တော်တို့ဒီပြားဖင်ရတုကဏ္ဍနဲ့ဒီတိချချင်းတုံးတဲ့ခါကျတော့လွတ်တော်ဘာကဏ္ဍတွေဖြစ်လာမယ်ဒီအစိုးရဘာတွေဆောင်ရွက်ရမယ်ပေါ့နော်အဲ့ဒါမျိုးတွေရတုကဏ္ဍနဲ့သူကဒါဒီညင်းချိုက်တော့ဘာတွေလိုအပ်တယ်ဆိုတာဆွေးနွေးကြမှာဖြစ်ပါတယ်ဗျာဒီပွဲကြီးကတော့ပထမအကြိမ်ညဉ့်ညင်းဖိုရမ်ကိုနေပြည်တော်မှာဂျွန်လ25ရက်နေ့ကနေ28ရက်နေ့အထိ၃ရက်တာကျင်းပခဲ့တာဖြစ်ပြီးအဲ့ဒီဖိုရမ်ကိုအဖွဲ့နှစ်ဖွဲ့ခွဲဆွေးနွေးခဲ့တယ်လို့ အကြံပြုချက်ဆနစ်ချင်နဲ့ရေရှည်ကာလတွေအတွက်အစီအစဉ်တွေချမှတ်လှုပ်ဆောင်တင်တဲ့အချက်၁၀ချက်ရရှိခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒီဒီချိန်ဆွေးနွေးမှုကိုတနင်္ဂနွေလပြည့်ခတ်တက်ခမှုရေးဆေးသဘောတူစာချုပ် SCM လက်မှတ်ရေးထိုးထားတဲ့တိုင်းသားတွန်လိုင်းရဖွဲ့တွေကအာဏာသိမ်းစစ်တပ်နဲ့ဆက်ပြီးတော့ဆွေးနွေးမှုတွေလုပ်နေတဲ့အဖွဲ့၆ဖွဲ့ကကိုယ်စားလှယ်အားလုံးတက်ရောက်မှာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ စီးရေးနိုင်ငံရေးအခက်အခဲတွေကိုဆင်းရဲသွားဖို့ရှိတယ်လို့အဲ့ဒီအဖွဲ့တွေရဲ့ပြောဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန်ကပြောပါတယ်ဒီအချိန်မှာကျွန်တော်တို့ကတရားနဲ့တရားစကားမပြောကြနိုင်ဘူးလေစကားပြောဖို့ platform လဲတော်တော်ပျောက်ကွယ်နေတယ်လေဗျာဘလိုဂျင်နာတော့ဗျာကျွန်တော်တို့ဒီစစ်ပွဲရဲ့ဆောင်ကအရန်ကိုကြီးမားကျယ်ပြန့်နေကျွန်တော်တို့ဒီလိုမျိုးတွေ့ဆုံစကားပြောတဲ့အခင်းချင်းကမရှိတဲ့လောက်ကို မဲပါတဲ့အချိန်မှာတော့အာဒီလူမျိုးချင်းနေတကူအောင်မှာကတော့အများကြီးတော့မျောလင်းဖို့ကတော့ခက်ခဲပါတယ်။သို့တော်လည်းပဲမလောက်တဲ့စာရင်းရှိလို့ရှိရင်အဲကျွန်တော်တို့တွေ့ဆိုစကားပြောဆိုနိုင်တဲ့အာလမ်းစာတစ်ခုကိုဆက်ထုတ်လို့ရနိုင်မလားစသဖြင့်ပေါ့လေ။အဲအဲ့လူမျိုးတော့စဉ်းစားချက်ရှိပါတယ်။တဏ္ဍာကလုပ်ပြခတ်တက်ခတ်မှုရစေသဘောသူစာချုပ် NCA နဲ့ပတ်သက်ပြီးအဲ့ဒီစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေဖြစ်တဲ့ KMU CNF ABSDF PNLO ADU NSP AD အဖွဲ့တွေဘက်ကတော့အချက်ခုနှစ်ချက်ပါတဲ့ထုတ်ပြန်ချက်ကိုအော်တိုဘာလ73ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပြီးစစ်တပ်ကအာဏာသိမ်းခဲ့တာကြောင့် SCA အကောင့်ထဲပုံမှုတွေကရက်ဆိုင်သွားခဲ့ပြီးဖြစ်တယ်လို့စက္ကူစုပ်တစ်ခုအဖြစ်ကိုရောက်သွားပြီလို့လည်းထုတ်ပြန်ပါတယ်စစ်ရဲဝမှုတွေကိုကျူးလွန်နေတဲ့စိုးစုကိုထောက်ခံရကြတဲ့ တရငလုံးပြစ်ခတ်တက်ခတ်မှုရယ်စေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းစနစ်ပြအခမ်းအနားကို UN ASEAN နဲ့နိုင်ငံတကာတန်တမာတွေအနေနဲ့မတက်ရောက်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ